ဟယ်လိုအားလုံးပဲမင်္ဂလာပါအောင်ဖူဖိုမန်ချင်ကနေကြိုဆိုပါရစေကလပ်ဘရူးနဲ့ဘာစီလိုနာတို့ရှင်ပြိုင်ကစားတဲ့ပွဲမှာတော့တပတ်ကို၃ခုစီတရေကျပြီးတော့ကျွန်တော်အများသူထင်ထားတဲ့ဘာစီလိုနာအနေနဲ့ပေါ့နော် အနိုင်၃မဲ့ရအောင်မယူနိုင်ခဲ့ဘူးအဲဒါအပြင်ဘာစီလိုနာရဲ့ဘက်ကတမှတ်ရခဲ့တာတောင်မှပဲတော်တော်အချီနီကန်ကောင်းနေလို့ပြောရလောက်အောင်ကိုပဲနောက်ကနေပြီးတော့ကျွန်တော်တို့ပေါ့နော် လိုက်ပြီးတော့ဂိုးတွေပြန်သွင်းရတာဒီပွဲမှာ၅မိနစ်လောက်၆မိနစ်လောက်နေတဲ့ကလပ်ဘရူးရဲ့ဘက်ကဥဆောင်ကိုရတယ် ဖာရန်တော်ရက်စ်က10မိနစ်မှာချီပါကူပြန်သွင်းရတယ်။အဲ့ဒါနဲ့ပြီးတော့16မိနစ်မှာကျွန်တော်နေပေါ့နော်ဒီကာလို့စ်ဖော့စ်ကနေပြီးတော့တကယ်ကောင်းတဲ့ combination နဲ့เนาะတံပြန်ကနေတစင်ကျွန်တော်ဂိုးသွင်းတယ်။ရောင်မဲက67မိနစ်မှာပြန်ပြီးတော့ပေါ့နော်ကျွန်တော်ချီပါကူပြန်သွင်းရတယ်။သူသွင်းပြီးကျွန်တော်နေလည်း2မိနစ်ပဲကျွန်တော်ကြာသေးတယ်။အဲ့ဒီတိုက်စင်ကူကာလို့စ်ဖော့စ်ကပဲเนาะဟိုဗာလဲဒီဒီဒီရှက်စနီကအသားလေး chip လုပ်ပြီးတော့ကျွန်တော်သွင်းသွားတာ။ ဆိုတော့အဲ့ဒါကိုကျွန်တော်အနေနဲ့ရမဲကပဲပြန်ပြီးတော့ခြေပေါင်းကိုထပ်ပြီးတော့တွင်းနေဒါကတော့အုံကိုဖြစ်သွားဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးဖြစ်ပြီးတော့ဒါတစ်ဖက်ကို၃ခုစီတည်ကြသွားတယ်ဘာစီလိုနာအနေနဲ့တော်တော်ကန်ကောင်းခဲ့ပြီးတော့ကလပ်ဘရူအတွက်တော့တော်တော်နစ်နာခဲ့ရတဲ့ပွဲပါ။ဘာကြောင့်လဲဆိုတော့နောက်ဆုံးလုံးတွင်းသွားတဲ့အလုံးမှာအချိန်ပိုမှာတွင်းသွားတဲ့အလုံးမှာဆိုလို့ရှိရင်ရှယ်ဇနီကိုလုံးဝဖောင်းခဲ့တယ်လို့ကျွန်တော်မထင်ဘူး။ဒါကြီးကကလပ်ဘရူအတွက်တော်တော်ကိုနစ်နာစေရပါ။အထူးသဖြင့် ဟိုကလပ်ဘလူးတို့ဘာလို့ဆိုတာမျိုးကဥရောပမှာကျွန်တော်တို့နေအသင်းကြီးတွေမဟုတ်တဲ့ခါကျတော့ဗောနော်ဒီအသင်းတွေအတွက်ဘာစီလိုနာလိုမျိုးအသင်းနဲ့တုံ့မှတ်ဆိုတာမျိုးကသူတို့အတွက်အများကြီးအဖို့တန်ပါတယ်ဒီလိုအနေထားမျိုးအိမ်ဝင်းမှာလည်းကစားရဲဆိုတဲ့အချိန်ဒီမျိုးမှာတော့ကြူးကြူးစသာကစားခဲ့ရတယ်ဥဆောင်ကိုဒီမှန်သမျှလည်းခြိပါအဲ့လိုပြန်ခြိပါခံခဲ့ရတယ်ဆိုတဲ့အနေထားမျိုးမှာပွဲပြီးကန်ဒီနောက်ထပ်ဥဆောင်ကိုတကူကိုအနိုင်ရလက်ဖြစ်စီမဲ့ကိုမျိုးကိုနိုင်လူကြီးရဲ့ဘက်ကကျွန်တော်ပယ်ချပလိုက်တယ် တော်တော်ကိုစိတ်ပြက်စရာပါဒါဟာကလပ်ဘရူအတွက်တော်တော်ကိုနစ်နာစရာပါအဲပြီးရင်နောက်တစ်ခုကပီနေဒီမှာဆလို့ရှင်လည်းပဲပေါ့နော်ဟိုပယ်ဖြတ်ခံလေးရတယ်ဒါကတော့ဖြစ်တည်နေလို့ကျွန်တော်ထင်တယ်ပေါ့နော်ဟိုကောင်ကဘယ်လိုပြောမလဲဟို validity လာနော်အလက်ဇန္ဒရိုဗာဒီလာဟာလာနော်ဟိုသူ့အနေနဲ့ပေါ့နော်ဘောလုံးကိုလှုပ်ဖို့ကြိုးပမ်းခဲ့တဲ့နေရာမှာသူ့ရဲ့ planning foot ကဟိုကောင်ချက်တော်နဲ့သွားတိုက်ပြီးတော့ပီနေဒီပေးရတာဒါပေမဲ့လို့ဟိုဗာဒီကတိုက်တာမဟုတ်ဘဲနဲ့အဲ့တိုက်စစ်မှုကလာတိုက်တယ်ဆိုတဲ့အခါကျတော့အဲ့ဒီအလုံးကတော့ပီနေဒီမပေးခဲ့ဘူး အဲ့ဒါကတော့ဖြစ်တင်စရာဘာမှသိပြီးတော့ complaint တက်စရာမရှိဘူးဒါမျိုးကြီးက the right call လုံနိုင်ခဲ့တယ်ကျွန်တော်ပြောရမယ်ဒါပေမဲ့လို့အဲ့ဒီခုနကပြောတဲ့ share zini နဲ့ဖြစ်သွားပြီးတော့ကျွန်တော်ပြေးလိုက်ရတဲ့ကူကလုံးဝကိုမဖြစ်တင်တာဒါဟာလုံးဝ club brew အတွက်အနိုင်ကိုဖြစ်ကိုဖြစ်ရမယ်အခြေအနေမျိုးဒါကြောင့်ကျွန်တော် club brew အတွက်တော့တော်တော်လေးနင်နာခဲ့တယ်ကျွန်တော်ပြောရမယ် club brew ကဒီ champion စိတ်မှာဆိုလို့ရှိရင်သူတို့တွေ၄ပွဲကန်တဲ့နေရာမှာသူတို့တပွဲပဲအနိုင်ရပါသေးတယ်တပွဲတည်ရကြပြီးတော့သူတို့တွေနှစ်ပွဲရှုံးထားတယ်အိုက်စစ်ကလည်း၈ကူရပြီးတော့ခန်းစစ်က၁၀ကူပြန်ပြီးထားရတယ်အဲ့တော့ ဒီအသင်းတို့ကသုံးမှတ်ဟာအင်မတန်အရေးကြီးပါတယ်အဲ့ဒီထဲမှာမှဘာစီလိုနာလိုအသင်းမျိုးနဲ့ကစားနေရတယ်ဆိုတော့သူတို့တို့သုံးမှတ်မျှော်လင့်ချက်ဟာဘလောက်မှမရှိဘူးအဲ့ဒီထဲကမှခက်ခက်ခဲခဲရလာတဲ့အချင်းကြီးကိုသူတို့ပယ်ဖျက်ခံရရတယ်အတော်လေးကိုနစ်နာစရာပါဆိုတော့တသိန်းလုံးအနေနဲ့ပေါ့နော်ကောင်းကောင်းမွန်မွန်ကျူးပန်းသွားတယ်ဒါအပြင်ဘာစီလိုနာရဲ့ high defensive line ကိုလည်းသူတို့ကောင်းကောင်းတုံ့ပြန်သွားတယ်ဆိုတော့ဘာစီရဲ့ခန်းစီကိုကြိုပြီးတော့၃ဂိုးသွင်းပြနိုင်ခဲ့တယ်ဆိုတာမျိုးကကလပ်ဘရူအတွက်အများကြီးချီးကျူးစရာပါတိုက်စစ်မှာ Carlos Fox ဆိုလို့ရှိရင်လည်းပဲ တကယ်အခြေဆက်ဒီကစားသွားတာကတော်တော်လေးကိုကျွန်တော်ကောင်းတယ်အဲ့ဒီတောင်ပံကနေပြီးတော့ဗောနော်သူကတိုက်စစ်နေရာကိုပြပြထွက်သွားတာမျိုးပြီးပြီးတော့ face အရန်ကောင်းတဲ့အခါကျတော့ခန်စစ်တီကပြီး Eric Garcia တို့เนาะ Aruho တို့ဟာလာပြီးရင်အဲဒီ Baldi တို့တောင်မှာ Blueman ကိုမမီဘူးဗောသူပြေးထွက်တာတွေကတော်တော်လေးကိုကောင်းတယ်ဆိုတော့သူတပင်သူ့လိုမျိုးကစားမလုံးဝ tricky ဖြစ်တဲ့ player မျိုးမဟုတ်တဲ့အတွက်ရှေ့မှာ space အကျဉ်းကြီးရှိလေသူတွေလွတ်လွတ်လပ်လပ်ပြေးရနေပဲ Barzi ရဲ့ defensive line ကလည်းအဲ့လို highlight ကြီးကစားတဲ့အခြေအနေမျိုးမှာ သူ့အတွက် space ကြီးကအလွတ်ကြီးပဲဒါကို तू ကလုံးလုံးတော့အကျိုးပဲအသုံးချသွားတာတော်လေးကိုချီးကျူးစရာပါအဲ့ဒီကစားမအတွက်ဆိုတော့နီးပြဖြစ်တဲ့ဒီ Hansi Flick ရဲ့ Barcelona ကတော့ဒီပွဲမှာအပြောင်းလဲနေတယ်ဗောလေအပြောင်းလဲနေတဲ့ကူမှာကျွန်တော်ဒီကစားမတချို့အနာပေးထားတာကြီးကျွန်တော်ရှိတယ်ဗောအခန်းစစ်မှာဆိုလို့ရှိရင်၃ခုပေးခဲ့ရတယ်ဆိုသည့်တိုင်အောင်ကိုပဲဟိုပေါကူဘိုက်စီတို့ပါတို့ဆိုလို့ရှိရင်ပွဲပြီးကန်ဒီမှာဝင်လာရတာမျိုးတို့ဗောနော်ကျွန်တော်ရှိတယ်သူတပင်သူတို့မှာပြောင်းလဲစရာတော့ကျွန်တော်အများကြီးမရှိပါဘူးဒါပေမဲ့ Eric Garcia က အဲ့လောက်ကြည့်ဒီအာမကူပါဘူးဗျာပြီးရင်ကျွန်တော်တို့ကအာရူဟူရူပါလို့ဆိုတဲ့မျိုးကလည်းကပတိန်လက်ပတ်ကြည့်တဲ့ပတ်ထားတာတကယ်တမ်းကဘာမှကျွန်တော်ဟုတ်တာမဟုတ်ဘူးဘာဘာဒီရဲ့နေရာမှာဆိုလို့ချင်းဂျရက်မာတင်တို့လည်းကျွန်တော်ပြီးမှကျွန်တော်ဝင်လာရတယ်ပြောချင်တာကအပြောင်းလဲတွေကျွန်တော်လှုပ်ထားတယ်သို့တော်လည်းပဲပေါ့နော်အာနေချက်ဒီကကျွန်တော်ကောင်းကောင်းကြီးမြင်နေရတော့မယ်ဘက်ထရီတို့ပါတော့ကျွန်တော်ဒီနေ့မပါနေတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်ကာဆာရုံးနဲ့ဒီဂျောင်းကိုတွဲပြီးထားတယ်။ပြိုင်ဘက်ကိုအသာစီးနဲ့ကျွန်တော်သာသူတို့တွေကစားနိုင်လို့မယ်ဒါပေမဲ့လည်းလို့ပေါ့နော်။ခန်စစ်ကအဲ့ဒီ high line ကြီးက ော်တော်ပြဿနာကြီးပါတယ်ဆိုတော့ Hansi Flick အတွက်တော့ Hansi Flick အတွက်တော့ကျွန်တော်အနေနဲ့ဒီ highlight ကြီးကပြင်ဖို့မရှိဘူးဒီနေရာမှာတချို့ကြတော့လေအာဒီ highlight ကြီးကိုပြင်မှလားမပြင်ဘူးလားပေါ့နော်အာနီးပြားကဘလို့ဖြစ်တယ်ညာဖြစ်တယ်ပေါ့ Barcelona highlight ကစားတဲ့အကြောင်းရင်းရှိတယ်ဗျာအဲ့ဒါကကွင်းလေကစားမ2ယောက်ဖြစ်တဲ့ Frankie De Jong နဲ့ Pedri တို့အတွက်ကြောင်းပဲ Frankie De Jong နဲ့ Pedri ကကျွန်တော်နေတယ်ပေါ့နော် high pressing သွားလို့အကယ်လို့မြင်ပေါ့နော်ဟိုကွင်းလေ line ကို pressing ကိုကြော်ခံလေရပြီဆိုရင် ောက်ကိုပြန်ပြီးတော့ recover လုပ်ပေးနေတဲ့ကစားမတွေမဟုတ်ဘူးနောက်တစ်ခုကဒီဂျောင်နဲ့ battery နှစ်ယောက်စလုံးကွင်းလေကိုတွဲကစားတဲ့ကစားမတွေက defensive ပိုင်းအာတန်ကြတဲ့သူတွေမဟုတ်ဘူးသူတို့အာတန်တာဒီ in position မှာအရင်အာတန်တာရုပ်တရက်ဘောလုံးပြတ်သွားပြီဆိုတာနဲ့ cancel line တစ်ခုပဲကျန်တော့မှာအကယ်လို့ high pressing မက sorry high defensive line မကစားဘူးဆိုရင်ကွင်းလေ line နဲ့ cancel line ရဲ့ကြားထဲမှာ space တွေကအကျယ်ကြီးဖြစ်သွားတော့မှာ ဲ့ဒါကို Hansi Flick ရဲ့ဘက်ကအဲ့ဒီ space ကိုကျွန်တော်ပြိုင်ဘက်ကအသုံးချလို့မရအောင်လို့သူက high defensive line နဲ့သူတို့ကစားတာဆိုတော့နီးစနစ်တိုင်းကတော့ဗောနောအာသာချက်အာနေချက်တီစီကိုစီရှိကြတာဖြစ်တဲ့အတွက်ဒီချိန်မှာဒီနှစ်မှာတော့သူတို့ရဲ့အာနေချက်တီကိုပြိုင်ဘက်ကကောင်းကောင်းအသုံးချနေပြီပေါ့လေအဲ့ဒီတော့ Hansi Flick ကဘယ်လိုကျန်လာအောင်လဲကြည့်ရမှာပါဒါပေမဲ့လို့ကွန်းလေကစားမနှစ်ယောက်ရဲ့အချင်းကြီးကြောင့် high defensive line ကို Hansi Flick ကကစားရတာဒါကိုကျွန်တော်ကသဘောပေါက်ထားလို့လို့ရပါတော့အဲ့တော့ defensive midfield မှာလည်းအရန်ကောင်းပါတယ်ဆိုတဲ့စိတ်ချရတဲ့ကစားမမျိုးမရှိတဲ့အခါကျတော့တော်တော်လေးဘာစီရဲ့ဘက်ကခန်းစည်းကိုတတိထားရတာအဲ့တော့လောလောဆယ်မှာအဲ့ဒါလိုမျိုးကစားတဲ့ high defensive line ကနေပြီးတော့ပဲဘာစီကဒုက္ခရောက်ရတယ်ဒီပွဲမှာဆိုလို့ရင်သူတို့အနိုင်ရခဲ့တင်တာကိုအနိုင်မရဘူးဘာစီနေဒီပွဲတရေကျပြီးသွားတဲ့အချိန်မျိုးမှာ champion league မှာဆိုလို့ရင်သူတို့တွေလေးပွဲကစားပြီးတဲ့နေရာမှာနှစ်ပွဲပဲနိုင်ပါသေးတယ် เนาะအဲ့ဒါကကျွန်တော်အနေနဲ့ဒီအွာကိုနိုင်ထားတဲ့ဘွဲအပါဝင်မယ်နျူကာဆယ်ကိုနိုင်ထားတဲ့ပထမဆုံးဘွဲအပါဝင်မယ်ပြီးရင်တပွဲတည်တပွဲရှုံထားပြီးတော့ဗောနော်အဆင့်ကျွန်တော်17မှာကျွန်တော်ရှိနေတယ်နောက်ထပ်၄ဘွဲကစားရအောင်မယ်ဗောလေအဆင့်၈တော်တွင်သူတို့ဒီလာရအောင်ဝင်ပြီးတော့တိုက်ရိုက်သူတို့တတ်နိုင်မှုတော့ကျွန်တော်လိုတာဗောဆိုတော့ညီကလေးရောဘယ်လိုမြင်ကြလဲဘာစီရဲ့ဒီဘွဲနဲ့ပတ်သက်လို့ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများဒီမှာ